နေ့မှာတော့ဘောလုံးပွဲနှစ်ပွဲလောက်ပေါ့နော်ကျွန်တော်ဗီဒီယိုလော့ဂ်ပြီးတိတ်မင်းလို့စဉ်းစားထားပါတယ်ပထမပွဲကတော့ဟန်ဒါဟိုင်းနဲ့အဲလ်စ်ဘာဘော့ခ်ဆိုရတာဘွန်ဒက်စ်လီဂါ2ကအဆင့်3မှာရပ်တည်နေတဲ့အသင်းနဲ့ဟန်ဒါဟိုင်းတို့ရဲ့ပလေးအော့ဖ်ပွဲစဉ်ဖြစ်တယ်ပေါ့နော်ပထမအကြော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဘော်ဒီကြီးဟန်ဒါဟိုင်းက level 50ရှုံးနဲ့ဂိုးပေါင်းကြီးက390စားဆိုမှပေးထားပါတယ်ဒါဘွန်ဒက်စ်လီဂါ2ကအသင်းပေါ့နော်ဒါအဲလ်စ်ဘာဘော့ခ်က ကစားသမားတွေကိုကြည့်လိုက်မှာဆိုရင်သူတို့အသင်းမှာဆိုတော့ရှင် fitness aslani ဆိုတော့ကစားသမား16ခုပေါ့နော်ဒီတိုက်စစ်မှုတော်တော်လေးကောင်းတယ်ဘူဖန်နေပိုင်းမှာလည်းကောင်းတယ်လို့ဘူသွင်းမှုပိုင်းမှာလည်းကောင်းတယ်နောက်တော့ဦးကတော့မိုဟာမက်ဒါမာဆိုတော့ကစားသမားပေါ့နော်ဒီကစားသမားလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဒီအသင်းမှာတွေ့ရတယ်ပေါ့နော်ဟန်နာဟန်ကတော့တည့်ထုံးကအတိုင်းပဲရောင်းကနေရတာတွေ့ရတယ်အနာဟရတဲ့ဘူနက်စလီကပွဲစဉ်တွေကြီးလိုက်မှာဆိုလို့ရှိရင်သူစောကတဲ့၅ပွဲမှာဆိုတော့၅ပွဲနိုင်တဲ့ပွဲတွေ၄ပွဲရှုံးထားတယ်ပေါ့နော် ်စတူကတ်ကိုလည်းနိုင်တယ်ယူနီယံပါလင်ကိုနိုင်ခဲ့တယ်ပေါ့နော်ရှုံးတာတော့ဘရီမင်နဲ့ပိုင်ယံကိုရှုံးထားတာတွေ့ရတယ်ပေါ့နော်ဒီအဝေးဝင်တင်ပြတဲ့အယ်ဖာစဘော့ကတော့ကျွန်တော်တို့နောက်ဆုံးဘွန်နက်စလီကာပွဲစဉ်ရှစ်ပွဲဆက်ကျွန်တော်ရှုံးဝဲမရှိဘူးပေါ့နော်တော်တော်လေးကိုထိုင်နေနေနေဆော့ထားတာလည်းတွေ့ရတယ်ပေါ့နော် head to head mind ကိုကြည့်မှဆိုရင်ဒီနေ့တင်ရ lip 3တုန်းကနှစ်ချိန်တွေ့ထားတာတွေ့ရတယ်အဲတော့ကတော့ဟန်နာဟန်ကတစ်ချိန်နိုင်တယ်ဗောနော်တစ်ချိန်ကတော့တိတ်ကြီးကြားထားတယ်တွေ့ရတယ် once to off ကိုကြည့်လိုက်မှဆိုရင်ဟန္တာဟန်အနိုင်ကိုနဆတေကို၃ဆခွဲနဲ့အဝေးခွင့်အသင်းဖြစ်တဲ့ ls bar box အနိုင်ကိုဒါ၃ဆပေးထားလို့ကြည့်ရတယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော်က body မှာဗောနော်ဒါ out အသင်းဖြစ်တဲ့ bonus ကတူကအသင်းဖြစ်တဲ့ ls bar box ဆိုတဲ့အသင်းကိုစိုက်တယ်ဗောနော်ဒီပွဲဒီအသင်းကိုကျွန်တော်ရွေးချယ်ထားပေးပါတယ်နော်တကယ်လို့ goal ပေါင်းထိုးချင်တယ်ဆိုရင်တော့ ကျွန်တော်ညီကိုတွေကိုပေါင်းအပေါ်ဆိုင်ကြည့်ပါတော့ကိုပေါင်း၃လောင်းထိတော့ရောက်သွားနိုင်ပါတယ်အဓိကတော့ကျွန်တော် main ပေါ့နော်အဓိကတော့ကျွန်တော် body မှာအဲ့ဒီအသင်အောက်အသင်အဲ့အသင်ပဲခြိုက်တယ်ပေါ့နော် body ကတော့အဓိက main ပဲကျွန်တော်ဦးစားပေးနောက်ထပ်တပွဲကတော့20နဲ့နာမေကာဒါကတော့ကျွန်တော် netherland league က play off version တပွဲလည်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်လည်းကြီးကောင်းမဲ့ပွဲစဉ်တပွဲလို့တော့ကျွန်တော်ရှင်းထားတယ်ပေါ့နော် ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ရေးရတော့20အတန်းလုံးတွင်း39ကိုပေါင်းကြီးက3လုံး30စားဆုံးမှာဖွင့်ထားတာတွေ့ရတယ်အနားနည်းအပြောင်းလဲလဲချပြစ်နိုင်သေးတယ်လို့ထင်တယ်ပေါ့နော် playoff ပွဲစဉ်ဆိုတော့တော်တော်လေးကြီးကောင်းတဲ့ပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်20အတန်းကိုကြီးလိုက်မှဆိုရင်ဒါသူ short ခဲ့တဲ့နောက်ဆုံး5ချိန်မှာဆိုရင်နှစ်ပွဲနိုင်3ပွဲရှုံးထားတာလည်းတွေ့ရတယ်ဒါအေဂျက်တို့ဒီစက်အယ်ကမာရောပေါ့နော် u track ဒီဒီလိုအတန်းကိုရှုံးထားတာတွေ့ရတယ်ပေါ့နော် ပြနာမေကာကိုချိလိုက်မှာဆိုရင်သူဆော့ထားတဲ့နောက်ဆုံး၃ဘွဲဆက်သူတို့အနံရထားတာပေါ့နော်တော်တော်လေးလက်ကောင်းမှာနောက်ဆုံး၃ဘွဲမှာဆိုပေးကိုတကူတည်းပဲရှိရလဲတွေ့ရလဲပေါ့နော်ဒီနှစ်သိန်းရကျွန်တော်တို့ဒါ head to head ဘိုင်းကိုချိလိုက်မှာဆိုလို့ရှိရင်ဒီနှစ်သိန်းတွေ့ခဲ့တာနောက်ဆုံး၅ချိန်မှာဆိုရင်၃ချိန်၉ဘောနှစ်ချိန်၉အောင်ကျထားသလို20အသိန်းကတော့၃ချိန်နိုင်ထားတာပေါ့နော်တစ်ချိန်ကတော့နာမေကာနိုင်ထားတယ်တစ်ချိန်ကတော့သိကျထားလဲတွေ့ရတာပေါ့နော် ညာကြာနုံးနေမှာတော့20ရာ67ရာခိုင်နှုန်းနဲ့နာမည်က27ရာခိုင်နှုန်းဒီမှာပေးထားတာကတွေ့ရတယ်။ wants to ask ကိုကြည့်မှဆိုလို့ရှိရင်20အနိုင်ကို68ပြားတရီကို၄ဆပေးထားတယ်ပေါ့နော်နာမည်ကအနိုင်ကိုတော့9ဆပေးထားဒီပွဲစဉ်မှာကျွန်တော်ကတော့လက်ရှိ body ရေးအတန်းဆိုင်တော့ကျွန်တော်အောက်တင်ဖြစ်တဲ့နာမည်ကပဲခြိုက်တယ်နာမည်ကနဲ့ဂိုးပေါင်းအပေါ်ပေါ့နော်အဓိကတော့ကျွန်တော်အတင်းမှဒီနာမည်ကပဲအဓိကဦးစားပေးခြိုက်တယ်တကယ်လို့ဂိုးပေါင်းရဲ့အချိန်အပေါ်ရရင်ရိုက်ကြည့်ပေါ့နော် ဒီနေ့အတာရှိတာလေးတွေကိုလောက်ပေးလိုက်တာပေါ့နော်ဟန်တာဟန်ရဲ့ Alpha Box ရဲ့ဆိုရင် Alpha Box နဲ့ကျွန်တော်ဘူပေါင်းအပေါ်20နဲ့နာမီတာဆိုရင်နာမီတာနဲ့ဘူပေါင်းအပေါ်ပေါ့နော်ကိုအာတနာကိုရွေးပြီးထိုးပါပေါ့နော်အားလုံးအဆင်ပြေကြပါစေဘလုံးဘွားလည်းပေါင်းကြပါစေကြားမှချမ်းသာကြပါစေ